မင်္ဂလာပါသစ္စာတရားနဲ့ကျေးဇူးတော်မှုတော်နဲ့ပြန်လည်ပြီးတော့ကျေးဇူးပါတယ်ဆက်လက်ပြီးတော့ကျောက်ကွင်းရေတော်ပုံမေခွန်းနံပါတ်3အဖြစ်ပေါ့နော်ကျွန်တော်ဒီနေ့မှာဆွေးနွေးမှာဖြစ်ပါတယ်ကျွန်တော်ဒီ session ဒီလုပ်တဲ့အခါမှာကျွန်တော်တခုနားလေတာတခုရှိတယ်ကျွန်တော်ခရီးရန်တယောက်နေနေပေါ့နော်ကျွန်တော်တို့ရဲ့ background နဲ့မတိနိုင်တဲ့ဟာတွေပြီးတော့အယူအဆတွေအတွဲခေါ်တွေမတူတဲ့ဟာကြားတဲ့အခါကျတော့ကျွန်တော် fishing ဖို့ရန်ခက်တယ်ဒါပေမဲ့ရရပဲဒီနေ့မှာအကူမေးတရားစနေ ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့သူ့ရဲ့ background အတွေ့အခေါ်တွေအတွေ့အကြုံတွေတွေ့ခေါ်စဉ်းစားတဲ့အញ្ញာဏ်တွေကတူညီတဲ့အထက်ရတယ်ခရိယံဖြစ်လာတယ်ခရိယံရဲ့ရှုတော်ကလည်းသူဘယ်လိုမြင်လဲဘယ်လိုမျိုးနဲ့သူကရှာဖွေတွေ့ရှိလဲဆိုတာကိုသူစေရန်နဲ့ကြောကြားတော့တာဖြစ်တယ်အဲ့ဒါကိုကျေးဇူးများတင်တယ်တောက်ကွရီတော်ပုံရတားရီရမေခွန်းဟာဆိုလို့ရှိရင်ထာဝရဘုရားရဲ့ပုံတရံကိုဝေဖန်ပေါ်ပြခြင်းဖြစ်တယ်ဆိုတော့အဲ့ဒါကိုကျွန်တော်ဒီနေ့မှာအကဝိမိတရားနဲ့ပဲဆက်လက်ပြီးတော့ပြန်ဆက်မှာဖြစ်ပါတယ် အားလုံးပဲနားထောင်နေကြတဲ့နားဆင်နေကြတဲ့ပရိသတ်အားလုံးညီကိုမောင်တို့အားလုံးမြန်မာပြည်မှာရှိတဲ့ဓမ္မမိတ်ဆွေများအားလုံးအားလုံးကို မင်္ဂလာပါလို့ကျွန်တော်နှုတ်ခွန်းဆက်ပါတယ်အဲ့တော့ကနဦးကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဒီကြောက်ကွင်းအေးတော်ဘုံမိခွန်းတွေကိုကျွန်တော်ဖြေရခြင်းရဲ့အကြောင်းရင်းကအခြားသူတွေဖြေထားတာတခုမှမရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်စူးစမ်းပြီးတော့မှဖြေထားတာဖြစ်ပါတယ် ဒုတိယတစ်ချက်ကကျွန်တော်တက်လွန်းလွန်းတော်လွန်းလွန်းဖြေထားတာမဟုတ်ပါဘူးကျွန်တော်ရဲ့ရှားဖွေပြီးတော့မှဒီအကြောင်းအရာတွေဘာကြောင့်ဖြစ်ရသလဲဆိုတဲ့အဖြစ်ရှိရမှာပဲဆိုတဲ့စိတ်နဲ့ကျမ်းစာမှာရှာဖွေတဲ့အခါမှာတွေ့လာတဲ့အရာတွေကို ကျွန်တော်ခရိယညီကိုများကိုလည်းဝင်ခဲ့ခြင်းပါတယ်ထို့သူကျွန်တော်ရဲ့မြန်မာမိတ်ဆွေများဗုဒ္ဓဘာသာမိတ်ဆွေများကိုလည်းပဲဒီမေခွန်တိုင်းမှာအဖြစ်ရှိနေတယ်ဆိုတဲ့အကြောင်းကိုသိစေခြင်းနဲ့စေတနာလေးပဲပါပါတယ် ီကနေ့မိကွန်းကတော့တတိယမိကွန်းကရှင်ဥက္ကရာကမေးတဲ့မိကွန်းကိုကျွန်တော်ပြန်ပြီးတော့ review ပြန်လုပ်ပေးပါမယ်။ရှင်ဥက္ကရာကတတိယမိကွန်းမှာဘယ်လိုမေးလဲဆိုလို့ရှင်ပြီးတော့ဗျာနံဝိညာဉ်တက်တက်ဖြစ်လို့သာဝရဖရာရဲ့ပုံတံမရှိဘူးတဲ့အဲ့ဒါလေသိသားရဲ့ ਨੇ တမင်တက်တက်ပြောနေတာသူတို့ကိုးကွယ်တဲ့သာဝရဖရာရဲ့ပုံတံကိုလေဓမ္မဓမ္မကျမ်းထဲမှာပါတဲ့အတိုင်းပြောရမှာနင်းနေရှက်တယ်နဲ့တူတယ်ဗျာ အဲ့လိုယူဆတယ်ဗျာအဲ့တော့တည့်ရသားနဲ့တမင်ဖုံးထားတယ်လို့ဆိုရမှာပဲဘာကြောင့်လဲဆိုတော့ဗျာဒိတ်တော်ကြံအခန်း1အပိုက်14 15 16မှာထာဝရဘုရားရဲ့ပုံစံတော်ကိုတည်တည်ချာချာဖော်ပြထားတာရှိတယ်ဗျ။အဲ့ဒီကျမ်းရဲ့အခန်းငါအပိုက်6မှာလဲပါသေးတယ်ဗျ။အဲ့တော့အတူချုပ်ပေါ့ဗျာအဲ့ဒီကျမ်းလေးကဖော်ပြထားတဲ့အတူချုပ်ကလေးကိုဘုရားရဲ့ပုံမှန်တော်ကိုပြောရမယ်ဆိုလို့ရှိရင် ခေါင်းမွေးကလည်းပဲနှင်းလိုပဲဖြူတယ်။မျက်လုံးကလည်းပဲမီးရောင်လိုပဲတောက်နေတယ်။ခြေထောက်ကလည်းပဲမီးရဲရဲဖုတ်ထားတဲ့ကျင်းနီဝါနဲ့တူတယ်။ညာလက်ကလည်းပဲကြဲခုနှလုံးကိုကင်ထားတယ်။ပါးစပ်မှာလည်းနှစ်ဖက်သွားတရှိကြီးနှစ်ချောင်းထွက်နေတယ်။ဥယိုခုနှစ်ချောင်းရှိတယ်။မျက်လုံးခုနှလုံးရှိတယ်အဲ့လိုပြောထားတယ်အဲ့ဒါထာဝရဘုရားရဲ့ပုံပဲအခုနေများဗျာ အဲ့ဒီပုံရှိတဲ့ဒုတိယယောက်ကိုများတွေ့မယ်ဆိုရှင်ကျွန်တော်ရဲ့မိတ်ဆွေဟုတ်ခုစကားစထိုးအောင်မှာရှိနေတဲ့ဓမ္မမိတ်ဆွေဆရာကြီးတွေအရင်ဆုံးအဲ့ဒီလူကိုတွေ့ရင်ထွက်ပြေးမယ်လို့ထင်တယ်ဒါကရှင်ဥက္ကရာနေရောကထုတ်လိုက်တဲ့မိကွန်ဖြစ်ပါတယ်အဲ့တော့ဒီမိကွန်မှာကျွန်တော်ရှာတဲ့အခါမှာ ပထမဝန်တစ်ချက်ကကျွန်တော်ဘာတွေ့လဲဆိုရင်ထာဝရဘုရားရဲ့ကားတဲ့နံဝိညာဉ်တက်တက်ဖြစ်လို့ပုံတရာမရှိဘူးဆိုတော့ရှင်ဥက္ခရဲ့ကံအူးဆွဆွဲလိုက်တဲ့အချက်ကအဲ့ဒီအချက်ကမှားနေတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ကဘာဦးကျန်းအခန်းနှစ်26မှာဖတ်ရတာဟာပြီးခဲ့တဲ့တပတ်ကကျွန်တော်ပြောခဲ့ကူးသလိုပဲ။ ငါတို့ဤပုံတရံနှင့်အညီတတရံဤလူကိုဖန်ဆင်းကြစို့လို့ပြောတဲ့စကားကိုထောက်ရှင်းအားဖြင့်တလုံးချင်းတလုံးချင်းထောက်ရှင်းအားဖြင့်ပေါ်လာတဲ့အတိဘယ်ကနံပါတ်1ဖရာသခင်မှာရုပ်တရံဆိုတာရှိနေတယ်နံပါတ်2ကနဦးမှာဖရာကတဘာလည်းမဟုတ်ဘူးအဖွဲလိုက်ရှိတယ်ငါတို့လို့ပြောတဲ့ကြောင့်မလို့အဖွဲလိုက်ရှိနေတယ်အဲ့တော့အထက်ကျန်းညွှန်းအရာပြောမယ်ဆိုလို့ရှိရင်ထာဝရဖရာက ရုပ်နဲ့နာမ်နဲ့နာမ်ဝိညာဉ်နဲ့နှစ်ပါးအစုံကြီးဖြစ်တယ်လို့ကျွန်တော်ယူဆပါတယ်ဒါကြောင့်မလို့ထာဝရဘုရားရဲ့ပုံသဏ္ဍာန်နဲ့အညီဖန်ဆင်းခြင်းခံရတဲ့မိမိကိုယ်မိမှန်ထဲမှာပြန်ကြည့်လိုက်ရတဲ့အခါမှာအဲ့ဒါထာဝရဘုရားရဲ့ပုံသဏ္ဍာန်ပဲလို့ကျွန်တော်တို့ယုံကြည်ရမှာဖြစ်ပါတယ်ဖန်ဆင်းခြင်းနဲ့ဖန်ဆင်းခံတဲ့အကြောင်းအရာကို ပြောမယ်ဆိုရင်နည်းနည်းပေးရှင်းမှာဖြစ်တဲ့ကြောင့်မလို့နောက်တစ်ခါအခွင့်အသစ်မှာပဲဖန်ဆင်းခြင်းအကြောင်းနဲ့ဖန်ဆင်းခံရအကြောင်းကိုဆက်ပြောပါမယ်။ဟောဒီနေ့တော့ဒီမေးခွန်းမှာပဲကျွန်တော်ကျွန်တော်အာရုံစိုက်ပြီးတော့အဖြေသွားမှာဖြစ်ပါတယ်။ရှင်ဥက္ခရရည်ညွှန်းထားတဲ့ဗျာဒိတ်အကျမ်းအရကောက်နှုတ်ဖော်ပြထားတဲ့အချက်တွေကဗျာဒိတ်အကျမ်းထဲမှာအမှန်ပဲရှိပါတယ်။ဒါပေမဲ့ထာဝရဘုရားရဲ့ပုံစံအေကံမဟုတ်ဘူးလို့ကျွန်တော်ပြောရဲပါတယ်။ ထာဝရဖရာရဲ့စွန့်ရည်ဂုံဝင်အချို့ကိုသာရည်ညွှန်းထားတဲ့ပုံရိပ်ဖြစ်နေတယ်။ကောက်နှုတ်ချက်ဆိုတဲ့ဟာကကိုပြောခြင်းတဲ့အရာလေးကိုရွေးပြီးတော့မှကောက်နှုတ်ပြီးတော့မှပြောလိုက်တဲ့အချက်တစ်ခုလေးနဲ့ကျွန်တော်ကဆုံးဖြတ်လို့မရပါဘူး။အကြောင်းအရာဇကဇက်နဲ့တကွဘယ်တုန်းကဖြစ်တယ်ဘယ်သူက ပြောတယ်ဘယ်ချင်းကပြောတယ်ဘာဖြစ်တယ်စသဖြင့်ဇကဇက်အရှိန်အောင် context ကိုခေါ်တယ်အင်္ဂလိပ်လိုပမာဘယ်ပြောရင်ဇကဇက် အဲ့စကားအဆက်အဆက်နဲ့ဆက်ဆက်ပြီးတော့မှ နားလည်ရမှာဖြစ်ပါတယ်ဟုတ်လားအဲ့တော့အဲ့ဒီကောင်းလွှတ်ချက်ကိုမတိုင်မီမှာဘာတွေပြောတာလဲနောက်ပြီးတော့တစ်ဆက်တည်းဆက်ဆက်နေတဲ့စကားတွေကဘာလဲအဲ့ပြီးလို့ရှိရင်ဘာတွေဆက်ပြောရလဲဆိုတော့ကျွန်တော်ဆက်ဖတ်ကြည့်တဲ့အခါမှာကျွန်တော်မြင်လာတဲ့အကြောင်းအရာလေးတွေရှိပါတယ်တော့တနည်းအားဖြင့်ဗျာရှင်ဥခရပြောတဲ့စကားကိုကျွန်တော်စကားနဲ့ကျွန်တော်ပြန်ပြောမှာဆိုလို့ရှိရင်စံဖြူ မိမျက်လုံးခုနှလုံးခြေကကျင်းနီပါဇက်ကတရှိဥဂျိုကခုနှစ်ခုလက်ထဲမှာကျဲခုနှလုံးလို့ဖော်ပြထားတဲ့မေးတဲ့မေးခွန်းအတွက်ကျွန်တော်အနေနဲ့ပြောရရင်ပိတ်ကိုဝန်းတာစရာကောင်းပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီမေးခွန်းကခက်လေးလေးလေးကျွန်တော်ကစိတ်စိတ်ဆက်ဆက်ရှာရလေးလေးစိတ်စိတ်ဆက်ဆက်ရှာရလေးလေးကျွန်တော်စံစာကိုဖတ်ရလေးလေးအဲ့တော့ကျွန်တော်တို့က ဖတ်ပြီးဖတ်ပြန်ဖတ်ပြီးဖတ်ပြန်ဖတ်ရင်ဖတ်ရင်လည်းအဖြေရှားရတဲ့အတွက်ကြောင့်မလို့ကျမ်းစာကိုအချိန်ပေါင်းများစွာဖတ်ဖြစ်အောင်မေးရတဲ့မေးခွန်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဝန်တာတယ်လို့ကျွန်တော်ပြောတာဖြစ်ပါတယ်။ဗျာဒိတ်ကျမ်းလို့ဆရာယူတဲ့တန်ကဘာသာပြန်တဲ့အခါကျတော့အင်္ဂလိပ်လိုဘာရေးထားလဲဆိုရင် revelation လို့ရေးထားတယ်။အဲ revelation ဆိုတဲ့ဟာကိုကျွန်တော်နားလည်တဲ့ဟာကပါဠိမဆွတ်ပဲနဲ့ဗျာဒိတ်ဆိုတာကပါဠိစကား ဗျာဒိတ်ဆိုတာပါဠိစကားမဆက်ဘဲနဲ့မြန်မာစကားတီးတီးတန်းတန်းလေးနဲ့ရှင်းရှင်းလင်းလင်းပြောအောင်ဆိုရင် ဖွင့်ပြတယ်လို့ခေါ်တယ်။ Revelation ဖွင့်ပြလိုက်တယ်။တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဖွက်ထားသမျှ၊ကွယ်ဖွက်ထားသမျှအလုံးစုံကိုဖွင့်ပြလိုက်တယ်လို့ဆိုလိုတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဆက်ပြီးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဆက်ကြည့်တဲ့အခါမှာကြံရည်လောဘသူလေကြံရည်တဲ့သူကရှင်ယောဟန်ဖြစ်တယ်အဲ့ရှင်ယောဟန်ဟာ ခရစ်တော်ရဲ့အချစ်ဆုံးတပည့်ကြီးဖြစ်တယ်။ပြီးတော့ရေးတဲ့အချိန်က AD 95ခုနှစ်ဖြစ်တယ်။ AD 95ဆိုတဲ့ဟာကခရစ်တော်ရှင်ပြန်ထမြောက်တာ AD 33မှာရှင်ပြန်ထမြောက်တယ်ကြောင့်မလို့နှစ်ပေါင်း60နီးပါးကြာမှဒီစာအုပ်ကိုရေးတာဖြစ်တယ်။ရေးတဲ့နေရာကဘယ်မှာလဲဆိုလို့ရှိရင်ပက်မော့စ်ဂျွန်ဆိုတဲ့အဲ့ဒီနေရာမှာ ရေးရလို့ပြောတယ် အဲ့ဒီပတ်မော့စ်ကျွန်းဆိုတာဘာလဲဆိုလို့ရှိရင်ယောမခက်အခါကကျွန်းတံကျွန်တော်တို့ဗမာတွေနဲ့ရင်းနှီးပြီးတော့ဆိုကိုကိုကျွန်းပေါ့ဗျာအဲ့လိုမျိုးကျွန်းတံအဲ့ကျွန်းပေါ်မှာပို့ပြီးတော့မှပြစ်ဒဏ်ခံရတဲ့အချိန်မှာရေးတဲ့စာအုပ်လို့သူကပြောတယ်အဲ့တော့ဒီစာအုပ်ကရည်ညွှန်းတဲ့ target ကဘယ်သူ့ကို target လုပ်ထားတာလဲဆိုလို့ရှိရင် အဲ့ဒီအချိန်တုန်းကအာရှဒေသမှာရှိနေတဲ့ထင်ရှားတဲ့အသင်းတော်9ပါးအဲ့ဒီအသင်းတော်9ပါးအတွက်ကိုတက်ရည်ညွန့်တယ်လို့ဒီလိုမျိုးဖော်ပြအဲ့ဒီအချိန်ကစာရေးပုံရင်းကြီးကစာပေရတ္တာတွေပေါ်လွင်လာအောင်ရုပ်တရံတွေပုံတွေဥပမာတွေတွေနဲ့ပြောပြီးတော့မှရေးတာဖြစ်တယ်ဥပမာကျွန်တော်တို့ယနေ့နားနားလည်ဦးတယ် A picture is a thousand words ရုပ်ပုံတဘုံမှာစကလုံးပေါင်းထောင်ပေါင်းများစွာရှိတယ်လို့ကျွန်တော်တို့အတိအပယ်ပေါ်လို့ရတယ်လို့ကျွန်တော်တို့ဒီနေ့နားလည်ကြတယ်။စာပါအကြောင်းအရာပြောတဲ့အခါကျတော့ခိုင်မာဗာတွေ့လဲဆိုလို့ရှိရင်ခရစ်တော်ပြန်လာမယ်ပြန်လာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့နောက်အနာဂတ်မှာပြောင်းလဲခြင်းပုံရိပ်တွေနမိတ်လက္ခဏာတွေအနာဂတ်စကားတွေဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီဗျာဒိတ်ကျမ်းဟာဆရာယူရတန်ကဗျာဒိတ်ကျမ်းလို့မြန်မာပြည်သက်နဲ့ယဉ်နှီးပြီးသား စကားကိုရွေးပြီးတော့သုံးခဲ့တယ်လို့ကျွန်တော်ကဒီလိုပဲထင်မြင်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဗျာဒိတ်ဆိုတဲ့စကားကပါဠိစကားအတိတ်ပဲကဘာပြောလို့ဆိုရင်အကြောင်းအရာ ဖြစ်စဉ်တစ်ခုအနာဂတ်မှာ မလွဲဧကံအမှန်ဖြစ်လိမ့်မယ်လို့ဖျားနှုတ်ကနေပြီးတော့မှ ထွက်တဲ့ဟာကိုဗျာဒိတ်လို့ခေါ်တာရှင်ဥက္ခရအမေးရှိဝေဝံလာတဲ့ကောက်နှုတ်ထားတဲ့စကားအဆက်ဆက်ကို ပြောင်းပြန်ကြည့်မယ်ဗျာဗျာရိတ်ကျမ်းအခန်း1ဝေတ္တအမှတ်9 10 17မှာရေးထားတာကိုကျွန်တော်ပြောပြပါမယ်ယေရှုခရစ်ဆင်းရဲခြင်းမှစ၍နိုင်ငံတော်ကို၎င်းတိခံတော်မူခြင်းကို၎င်းသင်တို့နှင့်အတူဆက်ဆံသော အဖော်အဖက်သင်တို့၏အကိုငါယောဟန်သည်ဖျားသခင်နှုတ်ကပတ်နှင့်ယေရှုခရစ်တည့်တေခံခြင်းကြောင့်ပတ်မှုကျွမ်းမှနေစဉ်တွင်ဆိုလိုတာက မင်းတို့ရဲ့မိတ်ဆွေလည်းဟုတ်တယ်မင်းတို့ရဲ့အကိုလည်းဟုတ်တယ်ငါယောဟန်လေကွာအဲတမာတရားတော်နဲ့ခရစ်တော်အကြောင်းကိုတက်သေးခံပြောကြားလေးအတွက်ကြောင့်မလို့ယောမဘရင်အမိတ်နဲ့တကြွန်းတန်ခံနေတဲ့အချိန်မှာပတ်မှုကျွန်းမှာအခုရောက်နေတယ်အဲ့တော့အဲ့ဒီတော့ငါဘာတွေ့လဲဆိုတော့ငါမင်းတို့ဆက်ရေးပြမယ်ဖရာသခင်နေ့၌ဝိညာဉ်တော်ကိုခံရ၍တဘိုးခရာအတန်ကဲ့သို့ငတ်နောက်၌မြည်သောအတန်ကိုကြား၏ဒီနေရာမှာ 闻人了，我看伢有意思嘞哈个，对吧、啊？八片人来是都行，爸妈哪里的哈种人？那么他文山里的，山文山里的，谁文山里、啊、的,的？培养嘛阿用表里的？闻人了，我看伢有意思啊！闻人了，对吧？对吧？所以伢是看嘞，哎，一千嘛？爸妈里呢哪里边的？哎、啊，家阿面家嘞，是嘞，是干有碰上没有？对了，了没有这呢都火爆嘞。哎，一千嘛？这屋开阿刚，咱个都刚弄个，米多阿刚。 ကြာဤတဲ့မြည်သောအချက်မူကားတင်သည်မြင်သောအရာကိုဤစာဆောင်၌ရေးသား၍အေဖက်မြို့စမုနေမြို့ပေရဂံမြို့တွာတိမြို့တာတိမြို့ဖီလာဒေးဖီမြို့လောဒီကီမြို့၌ရှိသောအသင်းတော်ခုနှစ်ပါးကိုပို့လိုက်တော်ဟု၏ဆိုသည်ဆိုတော့ဒီအသင်းခုနှစ်ပါးအတွက်ကို မြင်တဲ့အကြောင်းအရာတွေကိုပို့လိုက်ပါလို့သူကဒီလိုအတန်းကိုကြားတယ် ထို့သောငါနှင့်စကားပြော၍အတန်မြည်သောသူကိုမြင်ခြင်းကငါလှဲ့ကြည့်လျင်ရွှေမိကွက်ခုနှလုံးကို၎င်းထိုမိကွက်ခုနှလုံးအလယ်၌လူသားတော်နှင့်တူသောသူကို၎င်းမြင်၏ထိုသူသည်မြေသို့တိုင်အောင်ဝုတ်ကျော်ဝှချုံလျက်ယင်တော်၌ခပန်းကိုစီးလျက်ဖြစ်၏ဒါ7နဲ့73မှာပြောတာအဲ့တော့စာရဲဟာကိုပြောတဲ့အခါမှာကျွန်တော်က အမြင်ကိုကြောင်ပြန်ပြောလဲမိခွက်ခုနှလုံးအနောက်ကအလင်းအောင်ထိုးထားတဲ့ကြားထဲမှာပေါ်လာတဲ့လူဒရန်တယောက်လူဒရန်အဲ့လူဒရန်ကလည်းပဲလူသားတော်နဲ့တူတယ်လူသားတော်ဆိုတဲ့ခါကအဲ့ဒီအချိန်အဲ့ဒီခါတော့တပည့်တော်တွေကသခင်ယေရှုခရစ်တော်ကိုဖခင်သခင်သားတော်လို့သူကယုံကြည်ထားတယ် လူသားတော်ဆိုတာသခင်ရှုခရစ်တော်လူမျိုးအရေးကိုအဲ့ဒီမိဂွတ်ခုနှစ်လုံးရဲ့အလဲမှာသူတွေ့တယ်လို့သူပြောတာအဲ့တော့ကျွန်တော်စဉ်းစားလိုက်တာဟာအနောက်ကနေပြီးတော့မီးရောင်တွေအများကြီးထွန်းထားပြီးတော့မှလူတယောက်ကဇက်စင်ရှင်းမှာတက်လာလို့ရှိရင်သူမျက်နှာကိုထိုးထားတယ်မီးမဟုတ်လို့ရှိရင်အဲ့လူကျွန်တော်အရေးပဲတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ background ကမီးတွေထိုးထားတယ်ကျွန်တော်မြင်တာအရေးပဲတွေ့ရတယ်။အဲ့တော့အဲ့အချိန်မှာ သူတွေ့ရတဲ့ဟာက င်းထင်းရှားရှားမဟုတ်ဘူးအရိတ်သားဖြင့်သူဖြစ်တယ်ကျွန်တော်ကြမ်းပိုက်ထဲကနေပြောထားတဲ့ဟာကိုတိတိကျကျကျွန်တော်ပြန်ဖတ်ပြပါမယ်ကောင်းတော်နှင့်စပင်တော်သည်ဖြူသောသုံးမွေးကဲ့သို့၎င်းမိုးဝင်ကဲ့သို့၎င်းဖြူ၏မျက်စိတော်သည်လည်းမီးလျံကဲ့သို့ဖြစ်၏ခြေတော်သည်လည်းမီး၌ချွတ်ပြီးသောကျေးဝါစစ်နှင့်တူ၏အတန်တော်သည်လည်းသမုတ်ရာအတန်ကဲ့သို့ဖြစ်၏လက်ရာလက်တော်သည်လည်း ကျဲခုနှလုံးကိုကန့်၏ကရင်းတော်ကလည်းထက်တော်တန်လျက်ထွက်၏မျက်နှာတော်သည်အရှိန်တကိုးနှင့်ထွန်းတောက်သောနေကဲ့သို့ဖြစ်၏ထိုသူကိုမြင်သောအခါတေမတက်ဖြစ်၍ခုနရှင်ယောခရပြောသလိုတေလို့တေတေကြောက်စရာအလွန်ကောင်းတယ်လို့ပြောတာဟုတ်ရှင်ယောဟန်လည်းပြောဆိုထိုသူကိုမြင်သောအခါတေမတက်ဖြစ်၍ခြေတော်ရင်း၌လဲလျက်နေ၏ထိုသူသည် လက်ရာလက်တော်ကိုငါပေါ်သို့တင်လျက်ကြောက်ရွံ့ခြင်းမရှိနှင့်ငါသည်အူးဆုံးသောသူနောက်ဆုံးသောသူဖြစ်၏ငါသည်အရင်သေး၍သေသည်ဖြစ်၍ကဘာအဆက်ဆက်အသက်နှင့်ပြည့်စုံ၏မရဏနှင့်မရဏနိုင်ငံကိုလည်းငါအစိုးရ၏ဒါဒီနေရာမှာအဆုံးသတ်လိုက်အဲ့တော့ရှင်ကရှင်ဩဃာဆွဆွဲသွားတယ်ပြောသွားတဲ့ဟာတွေဟာဗျာဒိတ်တော်မှာအကြောင်းလာလာမှန်တယ် ဒါပေမဲ့သူမြင်တဲ့အမြင်ဟာဘယ်အချိန်မှမြင်တာလဲဆိုလို့ရှိရင်အာယုံပြုတ်နေစဉ်မှမြင်တယ်။နောက်တစ်ခုကမိတဲ့အနောက်ကနေတော့အလင်းတွေထိုးရတဲ့အခါမှာအရိပ်လိုမျိုးမြင်တယ်။ဒါကြောင့်မလို့ဒီသရံတွေဟာသူကပုံရိပ်သူကသူကပုံမှန်းကသူကပုံဖော်လိုက်တယ်။အရာဖြစ်တယ်။အဲ့တော့စာရေးတဲ့ပုံစံကဣသရေလရဲ့စာရေးတဲ့မူဟာဥပမာပြတဲ့ပုံစံတွေနဲ့အသုံးပြုရေးထားတာလို့ကျွန်တော်ဘယ်ကနေရောဖတ်ရတာလဲဆိုရှင် တင်ဒေဟောက်စ်ပပ်ဘလရှာကနေတော့ထုတ်ဝေတဲ့နေ့စဉ်သုံးကျန်းစာကက်ဆစ်အဖြစ်စာအုပ်ဆိုတဲ့အဲ့ထဲကနေပြီးတော့မှကျွန်တော်လေ့လာပြီးတော့မှသိရှိရတာဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်ဆက်ပြီးတော့မှခုနကရှင်ဥစ္စာဆွဆွဲထားတဲ့ဟာတွေကိုကျွန်တော်ဆက်မပြောခင်ပါကျွန်တော်နည်းနည်းလေးဘုဟုသုတဖြစ်အောင်နည်းနည်းတခုပြောခြင်းတယ်အဲ့လာပါလဲဆိုလို့ရှိရင်ကျွန်တော်ဗမာစာမှာစာရေးတဲ့အခါမှာ အလင်္ကာတွေနဲ့ကျွန်တော်ရေးတယ်ထို့တူ အဲ့ဒီအလင်းကားတွေမှာစာပကြီးဆိုရဟာတမျိုးရှိတယ်ဥပမာဖြင့်နားထောင်တဲ့သူတွေမျက်စိတွေမှာကွက်ကွက်ကုန်းဝင်းမြင်လာအောင်လို့နယူးယောက်ဆိုရဟာဘယ်လိုပုံသဏ္ဍာန်ဖြစ်တယ်လဲဆိုတော့သူတို့မြင်ဘူးပြီးသားအရာနဲ့ကျွန်တော်တိုင်းချိန်မှာကျွန်တော်ပြောရမမြင်ဘူးသေးတဲ့အရာကိုမျက်စိထဲမြင်လာအောင်ကျွန်တော်ပြောရတဲ့အခါကိုစာပကြီးလို့ခေါ်တယ်ကျွန်တော်တို့အချိန်တွေတော့ဖတ်ခဲ့ရတဲ့စာအရာ ကျွန်တော်ပြောပြမယ်ဆိုလို့ရှိရင်ဥပုံညာရဲ့စတန်ဆင်မင်းဝုထုဆိုတာရှိစတန်ဆင်မင်းဝုထုဆိုတဲ့ဆံမှာစူလတုဘတာကမုတ်ဆိုးကိုစတန်ဆင်မင်းစီအရောက်သွားဖို့လမ်းကျွန်းတဲ့အခါမှာတောအထက်ထတောင်အထက်ထကိုဖြတ်ပြီးတော့သွားရမယ်ဆိုတော့မှအဲ့ဒါကိုလမ်းညွန်လိုက်တယ်တော်ထက်ထတောင်ထက်ထဖြတ်ပြီးတော့သွားရမယ်ဆိုလမ်းညွန်လိုက်တဲ့ဟာကိုဆလေဆဲဥပုံညာဘယ်လိုရေးခဲ့လဲဆိုလို့ရှိရင်ကျွန်တော်မှတ်မိသလောက်တွေကိုကျွန်တော်ပြန်တော့ ဖတ်ပြတောင်းထတာတောင်းထတာသွားရမယ်ဆိုတော့ဟာကိုစာနဲ့ဘယ်လိုရက်လဲဆိုလို့ရှိရင်နီလာမြသာခြေရယရနာ မာလာမကုရဩမာရပန်းကင်ညာပြိုင်ယုံကြီးကုန်းတီခြေတန့်အကန့်အကန့်ငှက်ခါတောင်ဖြန့်တကယ်သူကုန်းကမန်ကြီးជីជីအေးချူမြရဲ့ယူသောကြာညူတော့ကတထတောင်းစင်းခုနှစ်ထက်ကိုစာတွေဖွဲ့ပြီးတော့ရေးထားတာ တော့ခုနကဖတ်ပြလိုက်တဲ့အခါမှာဘာတွေဘာတွေဘာတွေပြောနေပါလိမ့်လို့လူငယ်တွေကတော့ထင်လိမ့်မယ်အဲ့တော့ဒီတောတောင်ကြီးဟာစိမ့်စိမ့်ညွညွမှာနော်နီလာစိမ့်ရောင်မြစိမ့်ရောင်နီလာဆိုအစိမ့်ရောင်ရှိတယ်နီလာစိမ့်ရောင်မြစိမ့်ရောင်အစိမ့်ရောင်အမျိုးမျိုးညွညွမှိုင်းမှိုင်းနဲ့ဖြစ်နေတဲ့တောအထက်ထက်တောင်အထက်ထက်မှာမရောက်ခင်မှာ ကြာညိုရောကြီးကိုလည်းပဲဖြတ်ရပါလိမ့်အောင်မယ်လို့ရေးထားတဲ့စာအဲ့တော့အခုကျွန်တော်ပြောလိုက်တဲ့ခါကျ order လားဆိုခင်ဗျားသိသွားတော့ကျွန်တော်ကဒီလိုပြောမပြဘူးဆိုလို့ရှိရင် ခုနစာဖတ်ပြီးဒီစာကြီးကဘာကြီးလဲဗျာဆိုတော့ဖြစ်ကြမှာပေါ့ထို့သူရှင်းဥထမေးခွန်းကိုပြန်သွားကြမယ်အဲ့တော့ပထမဦးဆုံးတစ်ချက်ကလူသားနဲ့တူတော်သူတူ လူသားနဲ့သူတော်သူတူဆိုတဲ့ဟာကရှင်ယောဟန်နဲ့ယင်းနှီးပြီးသားဖြစ်နေတဲ့သခင်ခရစ်တော်ရဲ့ပုံရိပ်နဲ့တူတယ်လို့ဆိုလိုနေတာဖြစ်တယ်။ဒါမှမဟုတ်အဲ့ဒီပုံရိပ်ကသာဝရဘုရားမဟုတ်ပါဘူး။ခုနရှင်ဥက္ကရာပြောသလိုသာဝရဘုရားရဲ့ပုံရိပ်ကဒါလို့ပြောနေတာဟာဒီနေရာကနေကျွန်တော်စပြောလိုက်လို့ရှိရင်သာဝရဘုရားရဲ့ပုံရိပ်မဟုတ်ပါဘူး။သခင်ခရစ်တော်လို့မြင်ပြီးတော့မှအဲ့ပုံရိပ်ဖြစ်နေတယ်။ဒါတော့အချက်လေးနဲ့ပဲ ခုနရှင်ဥက္ခပြောတဲ့ဟာဟိုကျွန်တော်ကဒီနေရာမှာရက်လိုက်လို့ရပြီနော်ဒါကဖျားထားပါဖျားပုံရိပ်မဟုတ်ပါဘူးလို့ပြောလိုက်ရုံနဲ့ရက်လိုက်ရပြီဒါပေမဲ့ကျွန်တော်ဒီလောက်နဲ့မရက်ဘူးကျွန်တော်ဘာဆက်သွားမယ်ဆိုလို့ရှင်ခုနကပြောတဲ့ apocalyptic israel လူမျိုးတွေတုံးတဲ့စာပေကနေပြီးတော့ပြောတဲ့အတိဘယ်ကိုဘဟုတုတ္တလည်းဖြစ်အောင်ညီကိုလည်းကြားဖို့အောင်ကျွန်တော်ဆက်ပြီးတော့ကျွန်တော်ပြောပြပါမယ်ယင်၌ခပန်းကိုစီးခြင်း ရင်၌ခပန်းကိုစီးတဲ့ဟာကဣသရေလရဲ့ထုံးစံရဖျားရှေ့ကိုဝင်မဲ့အခါကြောက်လို့ရှိရင်အပြင်းဆုံးသောယစ်ပရောဟိရဲ့အစင်တစားဖြစ်တယ်။ဒါမှမဟုတ်ဒီပုဂ္ဂိုလ်ဟာရင်မှာခပန်းကိုစီးထားတယ်ဆိုတဲ့အကြောင်းမလို့အမြင့်ဆုံးသောပရောဟိတ်ပုဂ္ဂိုလ်ကြီးလို့အဓိပ္ပာယ်ရတယ်။စပင်ကမိုးဝင်ကဲ့သို့ဖြူခြင်းဆိုတဲ့ဟာကိုအဓိပ္ပာယ်ဘယ်လိုဖော်လဲဆိုရင် ဲ့ဒီအထိတ်မှတ်ကဉာဏ်ပညာကြီးခြင်းနဲ့အမြင့်ဆုံးကိုဆောင်ရနိုင်စမ်းရှိတယ်လို့ဖော်ပြတယ်။မျက်စိကတော့မီလျံလိုပဲတောက်နေတယ်လို့ဖော်ပြတဲ့အကြောင်းအရာအတိတ်ပဲကဘာလဲဆိုရင်လူယုတ်မာတွေအတွက်ကို ထိုက်တန်တဲ့အပြစ်ဒဏ်ကိုစီရင်ချက်ချမှတ်မယ်လို့ဆိုလိုတဲ့အတိတ်ပဲဖြစ်ပါတယ်။ခြေတော်ဒီလဲမီး၌ချက်တော်ကြေးဝါစစ် မီးဖုတ်ထားတဲ့ခြေတော့ကြီးခြေတော့နော်အဲ့ဒီဟာကဘာကိုပြောတာလဲဆိုလို့ရှိရင်ခြေတော့ဆိုတာခိုင်မြဲခြင်းကိုပြောတာအသင်းတော်တွေဟာခိုင်မြဲစွာယက်တည်နေလိမ့်မယ်လို့အတိပဲပေါ်ဖြစ်ပါတယ်ယောမဘရင်လူတွေခန့်ထားတဲ့ယစ်ပရောဟိတ်တွေ ਨੇ ဖိနှိပ်ညှင်းစေလို့ခံရတဲ့အတွက်ကြောင့်မလို့အသင်းတော်တွေဟာမတည်မြဲဘဲနဲ့ပျောက်လွင့်မှာကို စိုးရိမ်နေတယ်ရှင်ယောဟန်ကအဲ့စိုးရိမ်နေတဲ့အထာအတွက်ကြောင့်မလို့မင်းမစိုးရိမ်နဲ့ဒီအသင်းတော်တွေကအမြဲရှိနေမယ်ဆိုတဲ့ကဘာတည်သွေးရှိနေမယ်ဆိုတဲ့အတိတ်ပဲ ਨੇ ဒီခြေတော့ကို ကြေးဝါကိုမင်းနဲ့ဖုတ်ထားပြီးတော့ခိုင်ခိုင်မြဲမြဲဖြစ်တယ်ဆိုတဲ့ဟာကိုအဲ့ဒါ ਨੇ ပုံပြတော့တာဖြစ်ပါတယ်အတန်တော်ကလည်းပဲသမှုတရားအတန်လို့ရေးထားတယ် အတိဘယ်ကဘာပြောတာလဲဆိုလို့ရှိရင်သမုတ်ရအတန်လို့ပြောရအောင်လို့သမုတ်ရကဘာပတ်တဲ့အတွက်ကြောင့်မလို့ခရစ်တော်ရဲ့နှုတ်ကပတော်ဟာကဘာပတ်လိမ့်မယ်ပညာတရားတွေခရစ်တော်ရဲ့ပညာတရားတွေခရစ်တော်ရဲ့ရဲ့သင်သင်ချက်တွေဟာကဘာပတ်နေလိမ့်မယ်လို့ပြောတာသမုတ်ရတွေရှိသမျှကဘာပတ်မယ်လို့အဲ့လိုအတိဘယ်ရပါတယ်ကတွင်တွေကနေပြီးတော့မှာတဲ့ထက်တဲ့တန်လျက်ထွက်နေတယ်ဆိုတဲ့အတိဘယ်ကဘာလဲဆိုရင်တဲ့ဘုရားသခင်ရဲ့ ှုတ်ကပတ်တော်ပြောတဲ့စကားအားလုံးဟာတဲ့စွန့်အင်နဲ့၎င်းတကိုးနဲ့လောင်းပြည့်စုံမယ်ဒီအရာတွေဟာဘယ်တော့မှမပြောင်းမပြက်သွားဘူးလို့ဆိုလိုတယ်မျက်နှာတော်ဒီအရှိန်တကိုးနဲ့ထွန်းတောက်တော့နေခဲ့သဖြင့်မျက်နှာလည်းပဲနေဤတစ်ခုဒစင်းထွက်နေလိုပဲအမတန်ထွန်းလင်းတောက်ပနေတယ်လို့ရေးထားတယ်အဲ့ဒီအတိတ်ပဲကဘာလဲဆိုလို့ရှင်ခရစ်တော်ရဲ့ဂျေဇူးတရားကရုဏာတရားနဲ့မေတ္တာတရားဟာ နေလိုပဲလူသားတွေအားလုံးအသက်ရှင်ဖို့ကြီးထွားဖို့အတွက်အမြဲတည်နေလိမ့်မယ်လို့ဆိုလိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ကျဲခုနှလုံးကိုင်နေဆိုတဲ့ဟာတော့ဖော်ပြထားပြီးသားအသင်းခုနှစ်ပါးအတွက်သတင်းစကားဖြစ်ပါတယ်လို့ဆိုလိုပါတယ်။အဲ့တော့ a picture has a thousand words လို့ကျွန်တော်တို့ပြောဘူးတယ်ကြားဘူးတယ်။ပကြီရုပ်ပုံတစ်ခုကအဓိပ္ပာယ်များစွာကို ပြောနေပါတယ်။ ရှင်ဥက္ခဝေဘနဲ့ကြောက်မဲ့ဖွယ်ထိတ်လန့်စရာပုံရိပ်ရဲ့အတိဘယ်ကိုအကျဉ်းပြန်ချုပ်မယ်ဆိုလို့ရှိရင် ခုနကဖတ်သွားတဲ့ဟာအတိဘယ်ဒီအလုံးအကျဉ်းပြန်ချုပ်မယ်ဆိုလို့ရှိရင်သခင်ယေရှုခရစ်တော်ဟာဉာဏ်ပညာအလွန်ကြီးပြီးတော့မှအံ့ဘွယ်ရမှုတွေကို ဆောင်ရွက်နိုင်ပါတယ်နံပါတ်၁ချက်နံပါတ်၂ချက်ခရစ်တော်ဟာတဲ့သာဝရဖယားထံကိုတိုက်ရိုက်ရှောက်လဲခြေပအတနာခံခွင့်ရတဲ့လူလည်းဖြစ်ပါတယ်နံပါတ်၃ သခင်ယေရှုကလူယုံမာတွေကိုထိုက်တင်တဲ့အပြစ်ဒဏ်စီရင်ဖို့အတွက်စွဲချက်ပြုပိုင်권လည်းရှိပါတယ်။နံပါတ်၄သခင်ယေရှုရဲ့ပြည့်ညတ်တရားတွေဟာအင်မတန်မှစူးရှထက်မြက်စွာကဘာအနှံ့တည်နေပါလိမ့်မယ်။နံပါတ်၅အသင်းတော်တွေအတွက်လည်းပဲခရစ်တော်တည်ဆောက်ထားတဲ့အတွက်ကြောင့်မလို့ဘယ်လိုမှဘယ်သူမှဖျက်ဆီးလို့မရနိုင်ဘူးလို့ပြောတဲ့ information ၅ခုကို ဒီပုံရိပ်ကနေပေါ့ကျွန်တော်တို့ကိုပြောနေတာဖြစ်တယ်ဒီနေ့ကျွန်တော်ရှင်းပြတဲ့ဓမ္မတရားရှင်းလင်းချက်တွေကိုကြားနာတဲ့ခရိယံဓမ္မမိတ်ဆွေတွေကျွန်တော်ရဲ့မြန်မာမြေကိုမောင်နှမအာတငယ်ချင်းတွေအားလုံးကာယခွန်အားညာနာခွန်အားနဲ့ဝိညာဉ်ခွန်အားတွေတိုးတက်ကြပါစေမြန်မာပြည်မှာရှိတဲ့ကျွန်တော်ရဲ့ဗုဒ္ဓဘာသာဓမ္မမိတ်ဆွေအားလုံးကလည်းပဲစိတ်နှလုံးတကားတွေပွင့်ပြီးတော့မှ သခင်ယေရှုခရစ်နဲ့ယဉ်နီးကြောင်းဝင်တဲ့သူတွေဖြစ်ပါစေလို့ကျွန်တော်ဆန္ဒပြုပါရစေ။နောက်တစ်ပတ်မှာဆွေးနွေးအဖြစ်ရှာရမယ့်ရှင်ဥထာမိဂွန်းတစ်ခုကိုအခုတက်ဆက်တဲ့တင်ပြလိုက်ပါမယ်။အဲ့ဒါကမိဂွန်းနံပါတ်၄ဖြစ်ပါတယ်။ကျွန်တော်ဒီမိဂွန်းကိုမပြောခင်မှာထပ်ခါထပ်ခါကျွန်တော်ပြောနေကြဖြစ်တဲ့စကားစစ်ထိုးပွဲဆိုဒီမှာစကားကိုနိုင်အောင်ကတိကတ္တမိဂွန်းဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်းပဲဒီကတိကတ္တမေကွန်ကိုဖြေတော့မှသာလျင်ဖြေနိုင်မှသာလျင်ကျွန်တော်တို့ဟာအဖြေရှိတယ်ဆိုတော့ဖော်ပြဖို့ဖြစ်ပါတယ်ဒါမှမဟုတ်ဒီမေကွန်တွေကိုစိတ်မဆိုးပဲနဲ့စိတ်အေးအေးနဲ့နားထောင်ပြီးတော့မှကျွန်တော်နဲ့အတူအဖြေဝိုင်းရှာကြပါဒီလိုကျွန်တော်တိုက်တွန်းခြင်းပါတယ်နောက်တစ်ပတ်ကျတော့ကျွန်တော်ရှာလို့ရတဲ့အဖြေလေးတွေကိုတင်ပြပါမယ်အခုတော့မေကွန်ကျွန်တော်ပြောပြပါမယ်သရုပ်ရမေကွန်ရှင်ဥထဘလို့မေးလဲဆိုရင်တဲ့ ဓမ္မဆရာကြီးပါဗျာတဲ့သာဝဘုရားရဲ့အကြောင်းကိုအကောင်းကြီးကြီးပဲချီးမွမ်းထောပနာသွားကြတယ်သာဝဘုရားရဲ့မကောင်းကြောင်းတွေကိုတော့ဓမ္မဟောင်းဓမ္မသစ်နှစ်ကျမ်းစလုံးမှာတွေ့မြင်နေပါရဲ့နဲ့တမင်ရှောင်းကွင်းပြီးတော့ပြောသွားကြပါတယ်မိษွေတို့ကမပြောကြဘဲနဲ့ဖုံးကွယ်ကြလေတော့ဦးစင်းကပဲလှစ်ဟပြီးသာဝဘုရားရဲ့မကောင်းပုံတွေကို ပြောပြရအောင်မှာပေါ့ ငါသည်ညူစုသောဖျားဖြစ်တယ်ခရိယနဲ့အကုန်လုံးကြောက်ဥပါတယ်ထာဝရဖျားကိုတော်တိုင်းဓမ္မဟောင်းတရားဟောရာကျမ်းအခန်းကြီး၄ဝကျ၂၄မှာကိုယ်တော်ကိုမုံသောသူတို့ကိုဖျက်ဆီးခြင်းကသူတို့၏မျက်နှာ၌အပြစ်ပေးတော်မူသောဖျားဖြစ်ကြောင်းကိုသိမှတ်လော့ဟူ၍၎င်း၎င်းကျမ်းအဲ့ဒီကျမ်းအခန်း9ဝကျ30မှာ သင်ဤဖျားသခင်ထာဝရဖျားသခင်သည်သင်၌အပ်ပေးတော်မူသော လူမျိုးအပေါင်းကိုဖျက်ဆီးရမည်သင်ဤမျက်စိသည်သူတို့ကိုမတနာရသူတို့အားဝတ်မပြုရသူတို့ဤဖျားအားဝတ်မပြုရဝတ်ပြုလျင်ထိမိ၍လဲเสียအကြောင်းဖြစ်လိမ့်မည်ဟု၍လည်းကောင်းပါပါတယ်အဲ့တော့ထာဝရဖျားကတခြားဖျားယုံကြည်တဲ့သူတွေကိုသဘောကျဟန်မတူဘူးညငါမှတပါး တခြားဖះကိုမကြည်ညိုနဲ့လို့လဲပြောခဲ့သေးတယ်။အဲ့တော့ယေရှုကလည်းပဲတခြားဖះတွေကိုလည်းပုတ်ခတ်တာတွေ့ခဲ့မှုသေးတယ်။ဓမ္မဟောင်းဓမ္မသစ်နှစ်ချမ်းစလုံးမှာအဲ့ဓာတွေကိုပြည့်နေတာပဲ။တကယ်လို့ကိုယ်တရားကမှန်ကန်နေတယ်ဆိုရင်ညူစုဖို့မလိုပါဘူး။မနာလိုစရာလည်းမရှိပါဘူး။၆လဟန်တားနေစရာလည်းမလိုပါဘူး။လာကြည့်လုတ်ကြည့်စမ်းသပ်ကြည့်လို့ဆိုရမှာပေါ့ခုတော့မူမန်လို့အဲ့လိုပြောမပြောဝင်ဘူး အမြဲတမ်း၆လှန်နေတယ်လာကြည့်ပါစမ်းကြည့်ပါလို့ပြောရင် သူတို့ရဲ့မူမမှန်တာတွေကိုပေါ်ကုန်တော့မှာကိုဗျဒါကမိခွန်းနံပါတ်၄ဖြစ်ပါတယ်နောက်ပတ်မှာကျွန်တော်ဆက်လက်ပြီးတော့မှဆွေးနွေးအဖြစ်ရှာရမှာလို့အားလုံးကိုရရှိရင်ကောင်းကြီးပြပါစေအာမင်